ားလုံးပဲမင်္ဂလာပါကျွန်တော်ဒီဗီဒီယိုလေးမှာတော့ဒီမှာ COC ဆော့တဲ့ဒူတွေရှိရင်ကျွန်တော်ဒီဗီဒီယိုလေးကိုစက်ပြင်ပါမယ်ဆိုတော့ဒီဗီဒီယိုလေးမှာကျွန်တော်ပြပြပြထားမယ့်အကြောင်းလေးကတော့ကျွန်တော်တို့ COC အကောင့်ကိုလုံးဝမပြတ်အောင်ကျွန်တော်တို့ဖုန်းအကောင့်ဖုန်းအသစ်လဲလဲကျွန်တော်တို့ရဲ့အကောင့်ကိုပြန်ရအောင်လို့ကျွန်တော်တို့ကဒီ COC အကောင့်ကို Super Cell ID နဲ့ချိန်ထားရမှာဖြစ်တယ်ကဲဆိုတော့ကျွန်တော်ဒီဗီဒီယိုလေးမှာဒီကျွန်တော်တို့ရဲ့ Super Cell ID ကျွန်တော်ဘယ်လိုဖွင့်မလဲဆိုတာလေးကျွန်တော် Super Sense ID နဲ့ဘယ်လိုချိန်မလဲဆိုတာလေးကိုကျွန်တော်ဒီဗီဒီယိုလေးမှာပြပြပြတော့မှာဖြစ်ပါတယ်။ကဲဆိုတော့ကျွန်တော်လည်းတူတူ like ကြည့်လိုက်ရအောင်။ကဲဆိုတော့ကျွန်တော်ပထမအဆုံးကျွန်တော် gain နဲ့ဝင်မယ်။ပြီးပြီဆိုရင်ကျွန်တော်တို့ထုံးတဲ့တိုင်းပဲ setting နဲ့ကိုဝင်လိုက်မယ်။ပြီးရင်ဒီမှာကျွန်တော်အပေါ်ဆုံးမှာဒီ Super Sense ID ဆိုတဲ့အတန်းလေးရှိတယ်။ကျွန်တော်ဒီတန်လေးနေရာမှာကျွန်တော် disconnected ဆိုတာလေးရှိတယ်ကျွန်တော်ဒီ disconnected ဆိုတာလေးကိုတစ်ချက်နှိပ်လိုက်မယ် ပြီးရင်တော့ကျွန်တော်ဒီလိုနေရာလေးရောက်သွားမယ်ဒီလိုနေရာလေးရောက်သွားရင်ကျွန်တော်အပေါ်ကတော့ yes let me in ဆိုတာလေးရှိတယ်အောက်မှာ create a new id ဆိုတာလေးရှိတယ်ကျွန်တော်တို့ကကောင်းတဲ့ချိန်မှာ super sign id ကောင်းတဲ့ချိန်မှာဖြစ်တဲ့အတွက်ကျွန်တော်တို့ create a new id ဆိုတာလေးကိုနှိပ်လိုက်မယ်ပြီးရင်ဒီတော့ဒီနေရာလေးရောက်သွားရင်အပြာအောင်စာတမ်းလေး continue ဆိုတာလေးကိုတစ်ချက်ဆက်နှိပ်မယ် ပြီးရင်ဒီမှာကျွန်တော်တို့ email ကိုကျွန်တော်အပေါ်တကွဲမှာလဲ email ရိုက်ထည့်ရမယ်အောက်တကွဲမှာလဲကျွန်တော် email ထပ်ပြီးတော့ရိုက်ထည့်ရမယ်ကဲဆိုတော့ကျွန်တော်ရိုက်လိုက်မယ် ကဲဆိုတော့ဒါဆိုရင်ကျွန်တော်နောက်တစ်စက်နေနဲ့ဒီညလေးရောက်သွားလိမ့်မယ်ဒါဆိုရင်ကျွန်တော်တို့ရဲ့ဂျီမီတဲကိုကုတ်၆လုံးပို့လိမ့်မယ်ကျွန်တော်တို့ကဒီကုတ်၆လုံးကိုဒီညမှာထည့်ရမှာဖြစ်တယ်ကဲဆိုတော့ကျွန်တော်တို့ဂျီမီတဲကိုသွားလိုက်မယ်ဆိုတော့ဒီမှာကျွန်တော်တို့ကုတ်လေးကြည့်လိုက်မယ် ချင်50ဆိုဒီမှာကျွန်တော်ကုတ်ရှင်းရမယ်ဆက်လိုက်မယ်ဒီမှာရိုက်ထည့်ပြီးပြီဆိုရင်တော့ဒီမှာကျွန်တော်တို့ submit ဆိုတာလေးကိုနှိပ်လိုက်မယ်ဆိုတော့ဒီမှာကျွန်တော်ဒီနေရာရဲ့ ီ super cell id ရဲ့ name လေးကိုကျွန်တော်တို့ထားရမှာဖြစ်တယ်ဆိုတော့ကျွန်တော်တို့ဒီမှာကျွန်တော်တက် name တိုင်းပဲကျွန်တော်ထားလိုက်မယ်ပြီးရင်ကျွန်တော် continue ဆိုတာလေးကိုတစ်ချက်နှိပ်လိုက်မယ်ဒီဒီမှာကျွန်တော်တို့ avatar ကျွန်တော် avatar ကိုရွေးခိုင်းတယ်ကျွန်တော်ကြိုက်ရအောင်ရွေးပြီးတော့ဒီမှာကြိုက်ရအောင်ရွေးပြီးတော့ကျွန်တော်ဒီမှာ continue ဆိုတာလေးကိုတစ်ချက်နှိပ်လိုက်မယ် ေဒါဆိုရင်တော့ကျွန်တော်ဒီလိုလေးဖြစ်သွားလိမ့်မယ်ဒီလိုလေးဖြစ်သွားရင်တော့ကျွန်တော်အဲတစ်ခါပြန်ဒီအပေါ်ကဒီ setting လေးတွေကိုဝင်ကြည့်လိုက်မယ်ဝင်ကြည့်လိုက်ရင်ဒီမှာကျွန်တော်တို့ဒီဒီမှာကျွန်တော်တို့ဒီ Gmail လေးနဲ့ဒီမှာဒီ Gmail လေးနဲ့ကျွန်တော်တို့ဒီမှာလေးရှိတယ် login ဝယ်ဆိုပြီးတော့ Gmail လေးနဲ့ဒီလိုလေးရှိတယ်ကဲဆိုတော့ဒီလိုဆိုရင်ကျွန်တော်တို့ super set ID နဲ့ချိန်ချင်းရကျွန်တော်တို့အောင်မြင်သွားပြီဆိုတော့ကျွန်တော်တို့ကတခြားဖုန်းနဲ့ဝယ်မယ်ဆိုရင်လည်းဒီ ဒီမေးလေးနဲ့ကုတ်လေးနဲ့ကျွန်တော်ဝင်လို့ရတယ်ကဲဆိုတော့ဒီလောက်ဆိုရင်အလုံးမဲနားလည်ကြမယ်လို့ထင်တယ်ကျွန်တော်ဒီနေ့ပြောပြပြီးသွားတဲ့အကြောင်းလေးရတော့ကျွန်တော်တို့ဒီ COC account တွေကိုမပြက်အောင်မပြောက်အောင် super sense id နဲ့ချိန်တဲ့နေလေးကိုကျွန်တော်ပြတ်ပြတ်ပြီးတော့ဖြစ်တယ်။ကဲဆိုတော့အားလုံးပဲစင်ပြေကြပါစေ။